မင်္ဂလာမနက်ခင်းပါရှင်အခုချိန်ကစပြီး2025ခုနှစ်ဇွန်လ24ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ပူပူပါပထမဦးစွာတင်ပြပေးမှာကတော့အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေး NUG တရားရုံးဝင်ကြီးဦးသိန်းဦးတက်ရောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းမှုအစည်းအဝေး Transitional Justice Coordination Meeting ကို2025ခုနှစ်ဇွန်လ22ရက်နေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲအချိန်တွင်တရားဥပဒေစိုးမိုးရေးနှင့်အသွင်ကူးပြောင်းရေးကာလတရားမျှတမှုဆိုင်ရာဦးစီးဌာနမှကြီးမှုကျင်းပခဲ့ပါတယ်။တွေ့ဆုံအစည်းအဝေးသို့အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆရာအဖြစ်ရက်ရှိမုံမှန်တန်တန်းတွင်ပါဝင်တက်ရောက်ခဲ့ကြတဲ့အမျိုးသားညီညွတ်ရေးအစိုးရဝင်ကြီးဌာနကိုကူမှတာဝန်ပေးအပ်ထားသည့်နိုင်ငံဝန်တန်းများပါဝင်တက်ရောက်ခဲ့ကြပြီးအစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးသိန်းဦးမှအခွင့်အမာစကားပြောကြားခဲ့ပါတယ်။ဆက်လက်၍အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးဦးသိန်းဦးမှ လမ်းညွန်အမှားစကားများကိုပြောကြားခဲ့ပြီးနောက်အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆရာဖြစ်ရက်ရှည်မွမ်းမံတင်တန်းတွင်ပါဝင်တက်ရောက်ခဲ့ကြတဲ့နိုင်ငံဝန်ထမ်းများမှလည်းအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုနှင့်ပတ်သက်၍လှုပ်ဆောင်နေကြသည့်များနှင့်ရှေ့ဆက်လှုပ်ဆောင်ကြရမည့်လုပ်ငန်းတာဝန်တို့ကိုအသီးသီးတင်ပြဆွေးနွေးမှုများအကြံပြုမှုများဖြင့်အပြန်အလှန်ဆွေးနွေးနှိမ့်နှောဖလှယ်မှုများလှုပ်ဆောင်ခဲ့ပါရရှင်။ အခုဆက်လက်ပြီးတော့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့်စကိုင်းပြည်သူကာကွယ်တပ်မတော်ဘက်မှပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုအပြန်အလှန်ဆွေးနွေးခဲ့တဲ့တွင်တင်ဆက်ပေးပါမယ်။စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်များနှင့်စကိုင်းပြည်သူကာကွယ်တပ်မတော်မှတာဝန်ရှိသူများသည့်ဗီဒီယိုကွန်ဖရင့်မှတက်ဆင်တွေ့ဆုံဆွေးနွေးမှုတစ်ရက်ကို2025ခုနှစ်ဇွန်လ23ရက်နေ့9နာရီချိန်တွင်ကျင်းပခဲ့ပါသည်။ စကိုင်းဖက်ဒရယ်ယူနီလွှတ်တော်ဥက္ကဋ္ဌကအဖွင့်အမှားစကားပြောကြားခဲ့ပြီးနောက်နှစ်ဖက်တယောက်လာသူများမှသိရှိလိုသည့်များကိုရင်းနှီးပွင့်လင်းစွာအပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။စကိုင်းဖက်ဒရယ်ယူနီလွှတ်တော်၏ဆောင်ရွက်ချက်များနှင့်စကိုင်းပြည်သူကာကွယ်တပ်မတော်ဘက်မှပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာကိစ္စရပ်များကိုအပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်ရှင်။ တရုတ်နိုင်ငံကူမင်းလေစိတ်မှာတက်မရော်လေအမှတ်တစိတ်ဖြင့် WA လေရင်နှစ်စီတွေ့ရတဲ့တရင်ကိုတင်ဆက်ပေးပါဦးမယ်။မြန်မာလေတပ် MAF မှာမကြခင်အုံပြုတော့မယ်ဟုယူဆရတဲ့ WA လေရင်နှစ်စီကိုတရုတ်ပြည်သူတမရနိုင်ငံကူမင်းပြည်ပြဆိုင်ရာလေစိတ်မှာတွေ့ရှိရတယ်လို့မြန်မာ Witness ကဇွန်လ23ရက်မှာထုတ်ပြန်ထားပါတယ်။လေရင်နှစ်စီဟာရှန်စီ WAF 200W နီးပြူဟာမြောက်တေယူပို့ဆောင်ရေးလေရင်တွေဖြစ်ကြပြီးတက်မရော်လေဟုရေးသားတာကရခင်ကမရှိခဲ့ဘူးတဲ့ အမင်းနံပါတ်5923နဲ့5924ဖြစ်တယ်လို့ဆိုပါရယ်မကြသေးမီကမိတ်ဆက်ခဲ့တဲ့ YAF 200W အမင်းနံပါတ်5922ကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလမှာစတင်အသုံးပြုခဲ့တာပါစစ်ကောင်စီလက်ထက်ဟာထောက်ပံ့ပို့ဆောင်ရေးနဲ့ဘတ်ဆောင်အသုံးပြုနိုင်မှုအတွက်အထူးအလေးထားတဲ့ Y8 လိုလေယာဉ်မျိုးကိုဆက်လက်တိုးချက်အသုံးပြုသွားဖို့ရှိနေတာကို တွေ့ရပါတယ်။လက်ရှိစစ်ကောင်စီလက်ထက်မှာတည်ယူပို့ဆောင်ရေး Y8 လေယာဉ်အနည်းဆုံး9စီးခန့်ရှိနေတယ်လို့နိုင်ငံတကာလေးလာစောင့်ကြည့်ရေ အဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ရှင်။အခုဆက်လက်ပြီးတော့နိုင်ငံရေးအကျဉ်းသားဟောင်းစာရေးဆရာငိမ့်အင်းအင်ကွယ်လွန်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မိုင်းရာပြေလှုပ်ရှားမှုတွေပါဝင်ခဲ့သူတရက်ဖူမဂ္ဂဇင်းအယ်ဒီတာချုပ်နှင့်ထုတ်ဝေသူအဖြစ်လူသိများသည့် Postmodern စာရေးဆရာငိမ့်အင်းအင်ခေါ်ဦးတကျော်ဦးသည်ဇွန်လ23ရက်နေ့နေ့လယ်7:00နာရီခန့်တွင် ရန်ကုန်မြို့ပင်လုံစည်းရုံ၌ကင်ဆာရောဂါဖြင့်အသက်69နှစ်အရွယ်တွင်ကွယ်လွန်သွားခဲ့တယ်လို့သိရပါဗျ။ဆီယာညင်အီအိမ်သည်1986ခုနှစ်မှိုင်းရပြည့်အရေးတော်ပုံတွင်တက်ကြွစွာပါဝင်ခဲ့သူဖြစ်ပြီးဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းနှင့်နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်ကာ1990ပြည့်နှစ်များဝန်းကျင်တွင်တရဖူမကန်စင်းကိုဥဆောင်ထုတ်ဝေခဲ့တဲ့အပြင် မြန်မာ post modern စာပေလောကတွင်ဩဇာကြီးမားသူတဦးလည်းဖြစ်ပါရယ်2024ခုနှစ်တွင်လေးဖြန်းမှုကြောင့်စီးယုံတက်ရောက်စစ်ဆေးစဉ်ကိစ္စာယောဂခန်းစားနေရကြောင်းစတင်သိရှိခဲ့ရပြီးကုသမှုများခံယူနေခဲ့ရတယ်လို့သိရှိရပါရယ်စာရေးဆရာညင်းအေးအင်းဤကွယ်လွန်မှုအပေါ်စာပေနှင့်နိုင်ငံရေးအတိုင်းအဝန်းမှဝန်ထမ်းကြောင်းထုတ်ပေါ်ပြောကြားကြပြီးဇာပနအခမ်းအနားကိုဇွန်လ25ရက်နေ့မနက်7:00နာရီခွဲတွင်ရန်ကုန်မြို့ရေဝေးတုတ်တန်၌ကျင်းပမှာဖြစ်ပါရယ်ရှင် အခုနောက်ဆုံးအနေနဲ့မင်းတပ်မျိုးနဲ့အတွင်း မင်းတက်မတူပြီးလမ်းမကြီးအားလမ်းပြုတ်ပြင်ချင်းမှပြည်စီ၍ပြန်လည်သွာလာနိုင်ပြီဖြစ်ကြောင်းအသိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယခုအခါမင်းတက်မြို့နယ်အတွင်းမင်းတက်မတူပြီးလမ်းမကြီးတွင်မြေပြိုပျက်စီးမှုများပျက်စီးမှုများကိုလမ်းပြုတ်ပြင်ချင်းများပြည်စီ၍24ရက်6လ2025ခုနှစ်မှစ၍ပြန်လည်သွာလာနိုင်ပြီဖြစ်ကြောင်းမင်းတက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှအသိပေးထုတ်ပြန်ပါရယ်။မင်းတက်မတူပြီးလမ်းမကြီးသည်မိုးတဲထန်စွာရွာသွန်းမှုကြောင့်လမ်းများမြေပြိုပျက်စီးလျက်ရှိသည်ကို24ရက်6လ2025ရက်နေ့မှစ၍ဆက်ရန် များများဖြင့်ပြုပြင်ဆောင်ရွက်ခဲ့ပါရရှင်အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော်တာကင်းနဲ့ခါရှဲတို့ကပေးပို့ထားတာဖြစ်ပါရရှင်